Hello guys welcome back ကျွန်တော် channel ရေးနေပြန်လဲကြိုးစိုးလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့ Shangri-La Protina ဆိုတဲ့ animal ပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်အပိုင်းတွေကတော့ season 2ရဲ့ episode 22နဲ့23ပဲဖြစ်ပါတယ်ဒီလိုနဲ့ Glacier Hero Game ထဲကိုရောက်လာခဲ့တဲ့ Sarah ကတယောက်လဲမြို့နဲ့ NPC တွေကိုလိုက်ကယ်နေနေခဲ့ပါတယ်။အဲဒီနောက် NPC တယောက်ကလမ်းညွန်ပေးလိုက်တာမို့ Negamishia စီကိုထွက်လာခဲ့ပါပြီ ဂလစီယာဟီရိုကိန်းဟာတာမန်ဖိုက်တင်ဂိမ်းနေလို့လော့ဟင်ဝင်လာတဲ့တိုက်ခိုက်ရတာမျိုးမဟုတ်ပဲပလေယာတွေအနေနဲ့မြို့အနှံ့ကိုပတ်သွားကိုယူထားတဲ့ကာရီတာလိုက်တယုတ်ဆောင်ပြီးတော့စတက်ဒီယိုဆူရပါတယ်ဂိမ်းစားထုတ်ချိန်မှာတော့ဒီစနစ်ဟာပြင်းစရာကောင်းခဲ့ရဆိုပေမဲ့ရှမ်ပလော်ရဲ့ AI စနစ်တွေကိုထည့်သွင်းပြီးချိန်မှာတော့ပလေယာတွေကိုတော်တော်လေးဆွဲဆောင်နိုင်ခဲ့ပါတယ်ဒီလိုမျိုး role play လိုက်ဆိုရင် full step ဖြစ်သွားခဲ့ရင်တော့ battle တွင်းမှာ unit ဖြစ်တဲ့ skill ကိုထုတ်သွင်းနိုင်ပါသေးတယ်ဒီဂိမ်းကိုနိုင်ရင်တော့တစ်ဖက်ကပလေယာကိုအလဲထိုးပြီးအနိုင်ယူတဲ့နည်းပြင် KO cube ဆိုတဲ့ကုပါတုံးလေးကိုရှာတွေ့ရင်လည်းအနိုင်ရနိုင်ပါ right? Okay. ီကုဘာတုံးကိုတော့ဘတ်တယ်ဖီးရဲ့ကြာပန်းနေရာတွေမှာဖွဲ့ထားတတ်တာမဟုတ်ပလေယာအနေနဲ့ရိုဘလီဆော့နိုင်မှရပါမယ်ဆရာကူလည်းလမ်းလျှောက်လိုက်ရင်လမ်းချိုးလေးတစ်ခုအရောက်မှာတော့နဂမီနဲ့ဆုံလိုက်ပါပြီနဂမီရဲ့ character ကတော့ဘီလိန်မျိုးစားဖြစ်ပြီးနာမည်ကတော့ယူကာဒရိုက်ယာပါသူမကိုမတ်ဒေါက်တာဆိုတဲ့စိတ်ထဆဆရာတစ်ယောက်ကပြန်မေးဆွဲသွားခဲ့ပြီးစမ်းသပ်မှုတွေပြုလုပ်ခဲ့တာကြောင့်အပင်တွေကိုထိန်းချုပ်နိုင်တဲ့အစွမ်းကိုရသွားခဲ့ပါတယ် mobility ဘိုင်းမှာနေတဲ့ပြင် attack range ကလည်းပုံမှန်ပဲဆိုရင်မဲ့ထောင်လျှောက်စင်တာနဲ့ counter ကွက်တွေထုတ်တဲ့နေရာမှာတော့တော်တော်လေးကျွမ်းကျင်ပါတယ်အဲ့ချိန်ရုတ်တရက်တင်းစစ်ထောင်လျှောက်တွေနဲ့တိုက်လာမှု ဆာရာကူလည်းခုံချောင်းလိုက်ရတယ်။နာဂမီရဲ့တစ်စိထောင်လျှောက်တည်းကထိမိတဲ့သူကိုစကန့်အနည်းငယ်လောက်စတန်သွားနိုင်ရဆိုပေမဲ့ဒါရိုက်ချင်းတစ်ခုတည်းကိုပဲသွားနိုင်တာကြောင့်ဆာရာကူလည်းသူ့ရဲ့မြင်မာလာတဲ့ mobility ကိုသုံးပြီးချောင်းပြလိုက်ကာနွယ်ပင်တွေကိုလည်းခုံပိုင်းလိုက်ပြီးကောင်တာပြလိုက်ပါတယ်။နောက်ပြီး skate တစ်ခုသုံးအားနာဂမီရဲ့အနားကိုဗလင်းခုံလိုက်ကာခုံမဲ့ပြင်းလိုက်ပါတယ်။ဒါပေမဲ့နာဂမီကသူ့ရဲ့ full step ကိုသုံးလိုက်ပြီး skate chain ကိုထုတ်လိုက်ကာဆာရာကူကိုအဆုံးတတ်လိုက်ပါတယ်။ဆရာသမားကတော့ jammy skate တစ်ခုနဲ့ခုံချောင်းလိုက်ပြီးသူ့ရဲ့ full step ဖြစ်တဲ့ ultimate skate ကိုသုံးကာနာဂမီကိုခုံပိုင်းလိုက်တာမို့နာဂမီရဲ့နွယ်ကြိုးကြီး လည်းပြတ်သွားခဲ့တယ်။နဂမီလည်းကောင်တာကောက်ကိုထုတ်မဲ့ပြင်လိုက်ပေမဲ့ဆရာကြီးရောက်တတိထားမိသွားတယ်မို့နောက်ကိုခုံချောင်လိုက်ပါတယ်။အဲ့ဒီနောက်ဆရာကူတို့လည်းမြို့အနှံ့ပတ်သွားပြီးအပြန်အလှန်တွေတိုက်ခိုက်ကြပါတယ်။နဂမီကတော့စပိုင်ဒါမန်ကွက်တွေနဲ့တိုက်တွေကြောင်အောင်ပြေးလွှာတစ်စစ်တိုက်ကွက်တွေကိုလည်းဇက်တိုက်တွေသုံးနေရမို့စတက်တီးယားလည်းကုန်သွားခဲ့ပါပြီ။ဒါကြောင့်စတက်ပြန်စုနိုင်အောင်အတွက်ဆရာကူနဲ့ဝေးရစီကိုပြေးနေခဲ့တယ်။ဒါအောင်တတိထားမိသွားတဲ့ဆရာသမားကလည်းမျက်ရည်အပြတ်မခံပဲဇက်တိုက်တွေလိုက်နေခဲ့ပါတယ်။နဂမီတယောက်ຫນွယ်ကြိုးတွေကိုသုံးပြေးနေချိန်မှာဒါတချောင်းကသူမရဲ့သွားရလမ်းကိုဖြတ်တားလိုက်တာမို့နဂမီလည်းအောက်ကိုပြိုကျသွားခဲ့ပါတယ်။အဲ့အချိန် ်ဆာရာကူအနားကိုကတ်လာမှုသူမှလည်းပြန်တိုက်ခိုက်လိုက်ပေမဲ့ဆာရာကူကတော့နိုင်ယာမာဆိုင်နေတဲ့သူသားစီကိုခုန်တက်သွားခဲ့သူမှလည်းကားရင်နဲ့ဆာရာကူရှိရာစီကိုပစ်ပေါက်လိုက်ပေမဲ့ဆာရာကူကတော့ကားတွေကိုအပိုင်းပိုင်းခုတ်ပစ်ကာနဂမီကိုလည်းအဆုံးသတ်ပေးလိုက်ပါတယ် aggressive ဆန်ဆန်ဆော့တဲ့အပြင်ရှရှင်းပြောင်းလဲသွားတဲ့ဆာရာကူရဲ့ battle style နေရာ sebia ကိုဘက်ရဲ့ကစားပုံတွေနဲ့တော့ဆင်တူနေခဲ့ပါတယ်နဂမီလည်းဆာရာကူစီမှာအတိတ်ခံလိုက်ရတာမို့စူပုတ်ပုတ်လေးလုံနေခဲ့ပါတယ်အဲ့အချိန်ကတ်ဆိုအားရောက်လာပြီးစူပုတ်နေတဲ့နဂမီလေးကိုစားနောက်လိုက်ပါတယ်ဆာရာကူရဲ့တိုက်ခိုက်ပုံတွေကလှဲခွက်တွေများတဲ့အပြင်ရှုပ်ထွေးလာအောင်မို့ ဆေးဘီယာရဲ့ကစားပုံနဲ့တော်တော်လေးဆင်တူပါတယ်။ဒါအပြင်ကန်ဆူရောင်မှဆန်ရာကူနဲ့ရှင်ရင် rate 60အထိပဲရှိပါတယ်။အဲ့အချိန်ဆန်ရာကူနဲ့ပန်ဆယ်ကွန်လည်းကန်ဆူတို့ရှိရာစီကိုရောက်လာခဲ့ကြပါတယ်။ပန်ဆယ်ကွန်လက်မှာဆန်ရာကူရောင်ရှုံးသွားမှုနဂမီလည်းဆရာသမားနှစ်ယောက်ကိုကြည်ရင်အံ့ဩမဆုံးနိုင်ဖြစ်နေရပါတယ်။ပန်ဆယ်ကွန်ကဆန်ရာကူလောက်မတော်ရင်မဲ့ညစ်ပတ်ပြီးဆော့ရဲ့နေရာမှာတော့သူမတူအောင်ထူးရှင်ပါတယ်။ပွဲစားတာနဲ့ MPC ထောင်ချောင်းအဆောက်အုံထဲပိတ်ထားတာဆန်ရာကူတယောက်လူတွေကရင်အလုံးရှုံနေချိန်မှာရှောင်းမြောင်းလို့ရက်ပစ်တာပါ။အဲ့ဒီနောက်မှာတော့အရှင်းရှင်းကစားခဲ့ရတဲ့ experience လေးကိုပြန် share ကြပြီး starring နဲ့ရင်ဆိုင်ရမှာ ြစ်တယ်မို့ပလန်နေလဲဆွဲခဲ့ကြပါတယ်အဲ့အချိန်ကတ်ဆိုကဆာရာဂူကိုသူနဲ့ပြိုင်ဆော့ပေးဖို့အတွက်တောင်းဆိုလာပါတယ်ဆာရာဂူအနေနဲ့မီဒီယက်စ်ကိုအသုံးပြရမှာဖြစ်ပြီးအတကုံချမ်းပေးရမယ်လို့လည်းပြောလာတယ်ကာရီတာကိုစီကိုရွေးချယ်ပြီးချိန်မှာတော့သူတို့နှစ်ယောက်လည်းဘတ်တယ်ဖီးတဲ့ကိုရောက်လာခဲ့ပါပြီဆာရာဂူကတော့ flash နဲ့စင်တူတဲ့ speed star ပုံစံမီဒီယက်စ်ကိုရွေးလိုက်ပါတယ်ညံဆန်လာတဲ့ mobility ကိုသုံးပြီးအနီးကတိုက်ရတဲ့ကောင်မျိုးဖြစ်ပေမဲ့ကိုယ်ရိုက်မယ်ဆိုရင်တော့ခဏလောက်ရပ်တန့်ရပါတယ်ဒီလိုမျိုး hero နှစ်ကောင်တိုက်ကြတဲ့ပွဲတွေမှာဆိုရင်တော့ player အနေနဲ့ stat စုလို့ရအောင်အတွက် npc billing တွေကိုထည့်ထားပေးတတ်ပါတယ်ဒီတစ်ချိန် င်ကက်ဆူရေးထားတဲ့ဟီးရိုးကိုတော့ M Lava လို့ခေါ်ပါတယ်ဒီကောင်ကတော့သူ့ရဲ့လက်နက်ဖက်ကိုချော်ရည်နဲ့ဖုံးအောင်ထားပြီးလက်ကနေလဲ Lava Bullet တွေကိုပစ်နိုင်ပါသေးတယ်သူ့ရဲ့ကြီးစံလေးရဲ့အကွာအဝေးက၄5မီတာပဲရှိပေမဲ့ damage ကတော့တော်တော်များပါတယ်အဲ့အချိန်ဆရာကူကလှိမ်မြန်တဲ့အချိန်နဲ့ပြေးလာကကက်ဆူကိုကန်လိုက်ပေမဲ့ကက်ဆူကတော့သူ့ရဲ့ချော်ရည်တွေဖုံးထားတဲ့လက်တွေနဲ့ကာလိုက်တာမို့နှစ်ယောက်လုံးရဲ့ damage ထိသွားခဲ့ကက်ဆူကသူ့ရဲ့ညာလက်နဲ့ပြစ်မလို့ချိန်ထားရင်ပဲဆရာကူကပတ်ပြေးနေကကက်ဆူအလစ်မှာဖြတ်ကန်ပဲလုလိုက်တယ်ဒါကြောင့်ကက်ဆူကသူ့ကိုမပစ်တော့ပဲသူ့ရဲ့ကန်ချက်ကိုကာရောမဲ့လို့ထိလိုက်ပေမဲ့တကယ်တမ်းမှာတော့ဘ ဘက်လက်ကချော်ရီတွေနဲ့မှုတ်ထုတ်လိုက်ပါတယ်ဒါပေမဲ့ဆရာသမားကတော့သူ့ရဲ့အချိန်ကိုရအောင်ထိမိကတ်ဆိုးဖြတ်ကန်လိုက်တယ်ကတ်ဆိုးကလည်းခေသူမဟုတ်တာမို့ဆန်ရာကူကိုတံတောင်းနဲ့တိုက်လိုက်ပြီးလဲကျမသွားအောင်တဲ့အချိန်ကိုတတ်လိုက်ပါတယ်ဒီလိုတိုက်ခိုက်ပြီးချိန်မှာတော့ကတ်ဆိုးလဲသူသာဒီဟီးရိုးကိုစက်ကင်နေမယ်ဆိုရင်ဆေးဘီယာကိုမနိုင်နိုင်ဘူးဆိုတာသဘောပေါက်သွားပါပြီဒါကြောင့်ဆန်ရာကူကိုခဏရကြအောင်ပြောလိုက်ပေမဲ့ဆရာသမားကတော့မကြားလိုက်တာမို့ကတ်ဆိုးရဲ့မျက်နှာခွက်ကိုတခါတည်းလစ်သွားအောင်ကန်ပစ်လိုက်ပါပြီပွဲပြီးသွားချိန်မှာတော့နှစ်ကောင်သားလဲစားတောက်ခွင့်စီယာစီကိုပြန်လာခဲ့ကြတယ်ဒီတော့မှပန်စိန်ကလည်းကတ်ဆိုးကဆန်ရာကူကိုဘာလို့မီဒီယာစ်ကိုသုံးခိုင်းတာလဲလို့ ုမေးလိုက်တယ်။တီရော့ကတ်ဆိုလည်းသူနဲ့ဆေးဘီယာတို့ရှင်ပြိုင်ခဲ့ရတဲ့လွန်ခဲ့တဲ့၃နှစ်ကပွဲကို ပြန်ပြလာပါတယ်။လွန်ခဲ့တဲ့၃နှစ်ခန့်ကကတ်ဆိုနဲ့ဆေးဘီယာဟာကမ္ဘာစစ်ဂိမ်းပြိုင်ပွဲရဲ့ final match မှာတွေ့ခဲ့ကြပါတယ်။ကတ်ဆိုတယောက်ဆေးဘီယာရဲ့ကစားကွက်တွေကိုချိုတင်လေ့လာထားတာမို့သူနိုင်မယ်ဆိုတာယုံကြည်ချက်တွေပြေဝနေခဲ့ပါတယ်။ဒီလိုနဲ့ပွဲစချိန်မှာတော့ကတ်ဆိုလဲအမ်လာဘာကိုရွေးခဲ့ပြီးဆေးဘီယာကတော့ဆာရာကူအသုံးပြုတဲ့မေတီးယက်ကိုကန်ခဲ့ပါတယ်။တိုက်ပွဲစချိန်မှာဆေးဘီယာရဲ့ရုတ်တရက်တိုက်ခိုက်လာချက်တွေကိုကတ်ဆိုကကောင်တာပြကဆေးဘီယာရဲ့ချက်တော့ကိုဖမ်းဆွဲရင်းမြင်းနဲ့ကန်ရိုက်ပြလိုက်တယ်ဆိုပေမဲ့ပွဲချိန်ကြာလ လာနဲ့မျှဆေးဘီယာရဲ့ရှုပ်ထွေးလာတဲ့တိုက်ခတ်တီကြောင့်ကက်ဆိုရဲ့ခန်းစစ်ကပွင့်သွားခဲ့ရာမီဒီယာရဲ့ဖူးစတက်တိုက်ခတ်ကိုခံလိုက်ရချိန်မှာတော့ကက်ဆိုလည်းအဆုံးသတ်ခံလိုက်ရပါပြီတိုက်ပွဲရလက်တွေကိုပြန်ကြည့်ပြီးချိန်မှာတော့ဆန်ရာကူအနေနဲ့တောင်ဆေးဘီယာအတိုင်းတူပါပြီးလိုက်ဆော့နိုင်ဖို့မလွယ်ကူလို့ပြောလာတယ်သူ့ရဲ့မီဒီယာစကိုတော့တေချရနေထားပဲဆော့နိုင်ရင်ဆေးဘီယာနဲ့တွေ့ချိန်မှာတော့ရှုံးမှသေးချနေရလို့ကက်ဆိုပြောလိုက်တယ်ဒါကြောင့်သူတို့အနေနဲ့သူတို့ဆော့ကစားမဲ့ character နဲ့ view ဟာတွေကိုပြောင်းပြစ်ဖို့သဘောတူလိုက်ကြပါတယ်အဲ့နောက်ဆန်ရာကူလည်းတညာလုံးဂိမ်းဆော့လို့ရအောင်အတွက် energy drink တွေဝယ်ဖို့ထွက်လာခဲ့တယ်သူ ဇေးဝဲနေချိန်မှာကောင်မလေးတယောက်ဟာ black coffee မမာတက်လို့တိုင်ပတ်နေတဲ့တန်ကိုကြားလိုက်ရတယ်။ဒါကြောင့်သူလည်းဝင်ကူညီပေးလိုက်ပါတယ်။သူမသိလိုက်တာကတော့ဒီကောင်မလေးကဆေးဘီယာကိုယ်တိုင်ဖြစ်နေခဲ့တာ ਉਹ ပါ။ဆေးဘီယာလေးလည်းသူမထားတဲ့ black coffee ကိုရလိုက်ချိန်မှာတော့ခုံပေါရင်ပြေးလွှတ်ထွက်သွားခဲ့ပါပြီ။ဆေးဘီယာလည်း hotel ပြောင်းအောင်ချိန်မှာတော့သူ့ရဲ့ teammate က glacier hero game မှာလေ့ကျင့်ရန်အတွက်ဖုံးဆက်လာခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကတော့သူမရဲ့ teammate တွေကိုလိမ့်လိုက်ပြီး champ floor shot ကိုပဲယူလိုက်ပါတယ်။တစ်ဖက်မှာရှိနေတဲ့ sarah ကလည်းပြိုင်ပွဲအတွက် viewer တွေကိုစဉ်းစားလို့မရတော့မှအုံနောက်ဈေးမယ်ဆိုတာ champ floor ောက်ထဲကိုရောက်လာခဲ့ပါပြီ။ဆန်ရာကူလော့ရင်ဝင်လိုက်ချိန်မှာတော့ကိုငမန်အီမူ MPC တွေကလွဲပြီးဘသူမှရှိမနေပါဘူး။ကိုငမန်ကညဘက်တီမှာဆိုရင်အပြင်းနှောင်မတော်မှလိုက်ပေမဲ့ဆရာသမားကတော့အပြင်းထွက်လာခဲ့တယ်။ရှမ်ဖလော်ရဲ့မြို့တော်တွေမှာလို့ပဲဒီအောင်မြို့တော်ကြီးမှာလည်းရန်သူတွေကအချိန်ဝင်လိုက်ပြီးပြောင်းလဲတတ်ပါတယ်။နေ့အချိန်မှာဇွန်မီဖြစ်နေတဲ့ငားတွေကအခုချိန်မှာတော့တာမန်ငားတွေပြန်ဖြစ်သွားတာရေအောင်မြို့တော်ကြီးကလည်းငားမျိုးစုံနဲ့လှပနေခဲ့ပါတယ်။ဆန်ရာကူကတော့ကာရင်ဒီရဲ့အရာရာကိုပြန်ကောင်းနိုင်တဲ့အစွမ်းကိုဆန်းသက်ရှင်နေခဲ့တယ်။အဲ့အချိန်မှာပဲနေ့လယ်ရာတွေ့ခဲ့ရတဲ့ငရှိရင်ရေအောင်မြို့ရဲ့ရေလ ွာအောင်ထိုးပေါက်ပြီးဝင်လာတာမို့ဆရာကူလည်း သူ့စမ်းသပ်ချက်တွေလုံးလို့ရပြီဆိုတော့ဝမ်းသာသွားခဲ့ပါတယ်။ဒါပေမဲ့မရှင်ကြီးကိုကြိုက်ခဲထားပြီးအတူပါလာတဲ့အပြာရောင်မီးတောက်တွေတကူလုံးမှတောက်လောင်နေတဲ့ငါးပြင်းကြီးကိုပါဆန်ရကူတွေ့လိုက်ရပါတယ်။ဒီကောင်ကြီးကအပြာရောင်မီးတောက်နဲ့လှေအဆင်စွမ်းရည်နှမျိုးကိုပိုင်ဆိုင်ထားတဲ့အပြင်ကာရနီရဲ့လောက်မှာအမှုထမ်းဟာဒီမျိုးကြီးကိုစောင့်ရှောက်ပေးနေတဲ့ငါးပြင်းပါ။ဒီလိုနဲ့ငရှင်ကြီးလည်းငါးပြင်းရဲ့လျှက်စစ်တပ်တွေကြောင့်ငါးကင်ဘောအောင်ရောက်သွားခဲ့ပါပြီ။အဲဒီအချိန်ဆန်ရကူကမွန်စတာကြီးနှကောင်ရဲ့တိုက်ပွဲနောက်ရောက်သွားခဲ့တာမို့ငါးပြင်းကြီးကလည်းဆန်ရကူသတိထားမိသွားပါပြီ။ဒါကြောင့်ဆရာသမားလည်းထုံးစံတိုက်ပြေးရပြန်ပါပြီ။ငါးပြင်းက တဲအိမဲကြီးလိုက်နေရမှုအနီးနားမှာရှိတဲ့အဆောက်အုံတွေလည်းအကုန်ပျက်စီးကုန်ပါတယ်။ဒါတွေကိုတတိထားမိသွားတဲ့ဆရာကူလည်းတာဝါကြီးတွေရှိတဲ့ပတ်စီကိုထွက်ပြေးလာခဲ့။အဲ့အချိန်ငါပြင်းကလျှက်စစ်တပ်တွေကိုနေရာနှံ့ကိုဖျက်လွှတ်လိုက်ရမှုဆရာကူလည်းအတော်လေးရှောင်နေရတယ်။ဆရာကူတယောက်လျှက်စစ်လိုင်းတွေကိုရှောင်ရင်းအလုံများတဲ့ချိန်မှာငါပြင်းကဘေးကဝင်လာပြီးတိုက်ခိုက်လိုက်ပေမဲ့နောက်ဆုံးပေါ်ဂိမ်းဆက်ကြီးရဲ့ဂျေဆူးကြောင့်လှင်းလင်းမြန်မြန်လေးတုံ့ပြန်လိုက်နိုင်တာမို့တေကံမရောက်တမ်းမပြောက်ခဲ့ပါဘူး။ဒါကြောင့်ဆရာကူလည်းကက်ဆိုရဲ့ဂိမ်းဆက်ကြီးကိုရှယ်ရီသဘောချသွားခဲ့ပြီးတာဝါရီရှိရာစီကိုဆက်ပြေးနေခဲ့တယ်။ အဲ့အချိန်ငါပင်ရသူ့ရဲ့လျှက်စစ်တီကိုစူးစီးရအယမ်းမြင့်တဲ့အချိန်နဲ့ energy blast တစ်ခုကိုပြစ်လွတ်လိုက်တာမို့တနေရာလုံးလဲကဘာပြုတ်သလိုမျိုးပောက်ကွဲမှုကြီးဖြစ်သွားခဲ့ပါတယ်ဒီပိုင်းကတော့ပြီးဆုံးထားပါတယ်ကြီးစုကြီးကြောင်ရှင်တိုင်းကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြတာပေါ့